ထင်နဲ့အမြင်မင်္ဂလာပါကိုလူတို့အခုကျွန်တော်စာရေးဆရာတင်ညွန့်ရဲ့အထင်နဲ့အမြင်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။တနေ့လမ်းလျှောက်အထွက်မိုးမီသည်အိမ်ကအထွက်တွင်မိုးအုပ်နေတော်လေမရွာလားဟုထင်ကား ထီးမယူပဲထွက်လာမိသည်မူဖဝဲလေးကြလာသည်ဖြင့်နီးဆက်ရဘတ်ကားမှတ်တိုင်အမူအောက်ကိုပြေးခိုရသည်နိုင်ဝက်လောက်ကြားမှမူးကတိတ်သွားသည်ဘတ်ကားဂိတ်တွင်ထိုင်နေရသည်မှာလေကျွန်တော်တို့အချီးနှီးမဖြစ်ပါမြင်တွေ့ရသောမြင်ကွင်းတွေရတွေးစရာတွေရေးစရာတွေမူးဆဲပြီဖြစ်သည်ဖြင့်ကျွန်တော်လမ်းဆက်လျှောက်သည်ကျွန်တော်က နောက်ကျသွားသောကြောင့်စားနေကြထမင်းကျော်ဆိုင်ကိုရောက်လာသည့်အခါတွင်ဆိုင်ခုံတွေကိုတင်း၍ပင်နေပြီဆိုင်ရှိရအဖြစ်တွင်ဆိုင်ရှင်ကဆရာကြီးဒီနေ့နောက်ကြတယ်ဟု ပြောကာနှုတ်ဆက်သည်အေးဗျာမိုးရွာနေလို့မိုးခုန်နေရတာနဲ့ကုန်ပြီပေါ့တပွဲစာရအောင်မယ်စားမလားကြံသေးလို့လားစားမှာပေါ့ဝတ်သားနဲ့တပွဲရအောင်မယ် ကျွန်တော်ကထိုင်ကုန်လုံးကိုဆွဲထိုင်လိုက်သည်ထို့စဉ်ထိုင်ကုန်တွေကိုသိမ့်နေသည့်လူကဆရာကျွန်တော်တို့ကြံသေးလားဟုဆိုင်ရှင်ကိုလာမေးနေသည်အေးဒီမှာဖောက်တယ်ဆရာကြီးကိုထည့်ပေးလိုက်မလို့ကျွန်တော်ဒီနေ့ပေးမယ်ဆိုတဲ့လောက်ခနဲ့ထမင်းညော်တပွဲလောက်ပေးပါလားကျွန်တော်အဘယ်မှာလင်စားနိုင်ပါအန်တော်နီဟာဗျာသူ့ကိုပေးလိုက်ပါ ူကဒီဇိုင်းရစပွဲတို့လားမဟုတ်တာဆရာပဲစားသွားပါအဲ့ဒီလိုမလုပ်ပါနဲ့ဗျာကျွန်တော်ဘယ်မှာမျိုးလို့ကြနိုင်တော့မှလဲသူ့ကိုပဲပေးလိုက်ပါဆိုင်ရှင်ကဖော်ဘူးလေးတွေကိုသမင်းညော်တပွဲထည့်ပြီးထိုလူကိုပေးလိုက်သည်သူကဖော်ဘူးကိုယူလိုက်ပြီးကျွန်တော်သွားလို့ရပြီလားဟုဆိုင်ရှင်ကိုမေးသည်အေးသွားတော့မနေ့ပြန်လဲအလုပ်လုပ်ခြင်းဒီကို6နိုင်အရောက်လာခဲ့ ။သမင်းကျော်ဘူးမင်းလောက်ခနဲ့နှိမ်လိုက်မယ်။ဟုတ်ကဲ့။သူကရိုသေစွာပြောပြီးအထုပ်ကလေးကိုဆွဲက ထွက်သွားမိအလုပ်တွင်ကျွန်တော်ကခဏဟု သူ့ကိုပြောလိုက်မိသည်။ထို့နောက်ဆိုင်ရှင်ကိုသူ့လောက်ခဘလောက်လဲဗျ။သူကို3000နဲ့ခေါ်ခိုင်းတာကျွန်တော်ကအဲ့ထဲမှာ1000နဲ့3ရွက်ကိုထုတ်ပြီး ကျော်ပါကျွန်တော်ထမင်းကျော်ဘူးစိုက်ပေးလိုက်မယ်ဆရာလေရပါတယ်ကျွန်တော်လှူပြစီဗျာကျော်ပါသူသူကကျွန်တော်ပေးသောငွေ3000ကိုယူပြီးခေါင်းကလေးညှိပြကထွက်သွားသည်သူထွက်သွားမှခမည်းဆိုင်ရဇဝဲတို့မဟုတ်ဘူးလားခါတိုင်းမတွေ့မိပါဘူးမဟုတ်ဘူးဆရာသူ့ကိုဒီမနက်မှလက်ဖက်ရည်ဆိုင်မှာတွေ့တာအော် ဒီမနက်မှအလုပ်စာခိုင်းတာပေါ့ဟုတ်တယ်မနက်ဆိုရင်ကျွန်တော်ကသမီးတွေဆိုင်ခင်းနေတော့ဟိုလဖိတ်ဆိုင်မှာလဖိတ်ရင်နဲ့နမ်းများဝင်စားတယ်ဆရာသူကမျက်နှာချင်းဆိုင်ရှိလဖိတ်ရည်ဆိုင်ကိုလက်ညှိုးထုံရင်ပြောချင်းဖြစ်သည်ကျွန်တော်လဖိတ်ရည်တောင်းနေတော့အဲ့ဒီလူကသူ့ကိုမုတ်ကလေးတစ်ခုလောက်ကျွေးဖို့လာပြောတယ်ကျွန်တော်ကတောင်းစားသူတွေကိုပတ်စံပေးလို့မရှိဘူးဆရာအဲ့တနားရင်တော့မုတ်လေးပါလေးကျွေးတယ် तू อ่ะပတ်စံမတောင်းမုတ်တောင်းတော့စားလို့ပဲဖြစ်မှာပါဆိုပြီးစမူစာတစ်ခုပေးလိုက်တယ်။ तू อ่ะစမူစာကိုမလှမ်းမကမ်းမှရက်ပြီးတော့စားတယ်။ကုံတော့ကျွန်တော်စီကိုရောက်လာပြန်တယ်။ဆရာတစ်ခုလောက်ပေးနိုင်အောင်မလားတဲ့။ကျွန်တော်စိတ်ပြက်သွားတယ်။တော်တော်လောဘကြီးတဲ့သူပေါ့။မင်းကွာတစ်ခုတော်ပြီပေါ့လို့ပြောလိုက်မိတယ်။ तू อ่ะ ကျွန်တော်တော့မဟုတ်ပါဘူးသားလေးအတွက်ပါတဲ့ဩသူ့မှာသားရှိလို့ထတ်တောင်းလာတယ်လားကျွန်တော်ကမင်းဒီလိုလိုက်တောင်းနေလို့ဘယ်ဖြစ်မလဲလူကလည်းတန်တန်မာမာနဲ့အလုတ်လုတ်ပေါ်လို့ပြောလိုက်တော့သူကလုတ်လိုက်တောင်းနေသူ့ကိုဘသူမှအလုတ်မပေးကြဘူးတဲ့ကျွန်တော်လေမင်းအလုတ်ရရင်လုတ်မလားလို့မေးလိုက်တယ် तू อ่ะပတ်စံရရင်အလုတ်လုတ်ပါမယ်တဲ့ဆရာဒါနဲ့ကျွန်တော်ကကျွန်တော်ဆိုင်မှာစားပြီးသားပုဂံတွေကိုလာဆေးပေးရမယ်ဆိုင်သိမ့်ပြီးရင်ပတ်စံ3000ပေးမယ်ဆိုပြီးဒီမနက်မှခေါ်ခိုင်းတာမဆိုးပါဘူးဖင်ပော့ပါတယ်ပုဂံတွေလည်းဝိုင်းဆေးတယ်သူ့ကိုလည်းထမင်းကျော်တပုဂံကျွေးတယ်ခုတပွဲတောင်းသွားတာသူ့သားအတွက်နေမှာအေးဗျာ ကျွန်တော်ကဂျားကကုသူဝင်ယူတာပါလူတယောက်ကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်နဲ့ဆိုတာသိမ့်မှန်တာပဲနော်ဒါနဲ့အဲ့ဒီလူဘယ်မှာနေသလဲဗျာကျွန်တော်မမေးကြည့်လိုက်မိဘူးဆရာနောက်နေလေဗျာကျွန်တော်သူ့သားလေးအတွက်ထမင်းညော်တပွဲစာလှူပါမယ်ကျွန်တော်ကမဝင်ငားဆိုင်ကိုဝင်ပြီးမဝင်ငားတပွဲမှာစားကပြန်လာခဲ့ပါသည်နောက်တည့်ရက်ကျွန်တော်ခီးထွက်သည့်ဖြစ် သမင်းကျော်ဆိုင်ကိုမရောက်နောက်တရက်လဲထိုဆိုင်ဘက်ကိုမလျှောက်သဖြင့်ခရီးမကြုံနောက်တရက်မှထိုဆိုင်ကိုရောက်လာသည်ကျွန်တော်ကသမင်းကျော်မှစားသည်ဆိုင်ရှင်ကလည်းလူကြသဖြင့်စကားမဆက်မိကျွန်တော်ပကံဆေးသည့်နေရာကိုကြည့်သည်အမျိုးသမီးတယောက်ကိုသာတွေ့သည်ကျွန်တော်ရှာနေသည့်သူကို မတွေ့ကျွန်တော်ကသမင်းကျော်စားပြီး ဆိုင်ရှင်ကိုပတ်စံရှင်းပေးရကဘလို့လဲဗျဟိုပကံဆေးတဲ့လူကိုမတွေ့ပါလားဟုမေးလိုက်မိသည်ဆိုင်ရှင်ကဆရာနဲ့ကျွန်တော်အထင်ကြီးမိတဲ့ကိုတော်ကနောက်နေ့မလာတော့ဘူးဆရာဟုပြောသည်အေးဗျာအလုပ်တစ်ခုခုရသွားလို့နေမှာပေါ့အင်းမကျွန်တော်လဲလိုက်မတောင်းပါစေနဲ့လို့ဆုတောင်းပါတယ် ်ခဲ့ပါစိုင်းစရာတင်ညွန့်ရဲ့အထင်နဲ့အမြင်ဆိုတဲ့ဝတ္ထုတူလေးကိုကျွန်တော်နှွေလင်းရန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ကြကြတဲ့သူများအားလုံးပဲစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေကျေးဇူးတင်ပါတယ်